အနာသိန်းစကောင်းဆောင်ကနေဆက်ဒေတာတွေမှာကျူးလွန်လှုပ်ရှားနေတဲ့ကြားဖြန့်ကွန်အွန်လိုင်းငွေလင်ကိုင်းတွေကိုအမြင့်ပြက်ချေမုံရှင်းလင်းသွားမယ်လို့မွန်ပြည်နယ်မော်လမြိုင်မြို့နယ်ကိုတွားရောက်ပြီးလောက်ခံဌာနဆိုင်ရာမြို့မိမြို့ဖတွေနဲ့တွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့ပါတယ်။အွန်လိုင်းအုံပြုလိမ့်လည်မှုအွန်လိုင်းစကမ်နဲ့အွန်လိုင်းလောင်းကစားမှုအွန်လိုင်းဂလမ်ဘင်ကျူးလွန်နေသူတွေမရှိစေရေးအလေးထားဆောင်ရွက်နေပြီး၎င်းတို့အခြေပြုဆောင်ရွက်နေတဲ့အခြေခံစာအုပ်တွေကိုပါဖယ်ရှားရှင်းလင်းနေတယ်လို့ နိုဝင်ဘာ16ရက်တွေ့ဆုံမှုမှာ၎င်းကဆိုပါရယ်အဲ့ဒါမတိုင်မီကရင်ပြည်နယ်ကို ရောက်ရှိနေစဉ်ကလည်းအဲ့ဒီလိုပြောဆိုခဲ့ပြီးလက်ရှိမှာမြန်မာထိုင်းနယ်ဆက်ရှိမြောက်ရီမြို့သစ်စီမံကိန်း၊ရွှေကုတ်ကိုမြို့သစ်စီမံကိန်း၊ရထိုင်းမြို့သစ်စီမံကိန်း၊ဒေါမေဥယျာဉ်စီမံကိန်းစတဲ့ကြားဖြန့်ဂိုင်းတွေတဲကခေခေပတ်နေမြေတခုအယောင်ပြဖြိုချနေတယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်းဆောင်ကတော့ကြားဖြန့်ဂိုင်းခေခေပတ်နေအောင်ကိုအမျိုးသားရေးတာဝန်တည်ရအနေနဲ့ ၎င်းတို့ပြည့်ပြည့်ရှင်းလင်းသွားမယ်လို့နိုဝင်ဘာ15ရက်မှာကရင်ပြည်နယ်ဖမ်းမြို့ရှိလောက်ခံဌာနဆိုင်ရာတွေရမီရဖရီနဲ့တွေ့ဆုံစဉ်မှာလဲရွေးကောက်ပွဲကိစ္စတွေနဲ့တူထည့်သွင်းပြောဆိုထားပါတယ်အဆိုပါကဘာကျော်ကြားဖြန့်ဂိုင်းတွေကိုစစ်ကောင်မရှင်ပအဝင်ပတ်သက်မှုရှိတဲ့၎င်းတို့ရဲ့လောက်ခံကရင်နယ်ကြားဆောင်တက် BGF ကဥဆောင်ကတရုတ်နိုင်ငံကရာဇဝတ်ဂိုင်းတွေနဲ့ပူးပေါင်းလုံဆောင်နေတယ်လို့အပြည့်ရထားတဲ့ကရင်လက်နက်ကိုင်အဖွဲ့ DKBA လဲဆက်နွယ်နေတယ်လို့သတင်းတွေရသိရှိရပါတယ် အလားတူကြားဖြန့်ကိုင်းခေခေပတ်နေအောင်ကိုစစ်ကောမရှင်နေနဲ့ဝင်ရောက်ဖမ်းဆီးဖြိုချမှုတွေဟာစတားလင်သုံးမီငွေလိမ်ကိုင်းတွေ ပြန်ကြီးထွားလာမှုပေါ်တရုတ်စိုးရပြင်အမေရိကန်ကွန်ဂရက်ကပါစုံစမ်းစစ်ဆေးသွားမယ်ဆိုတဲ့ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက်လှုပ်ဆောင်လာတာဖြစ်ပါတယ်။ဒါအပြင်ထိုင်းစိုးရကဖမ်းဆီးထားတဲ့နိုင်ငံတကာရာဇဝတ်တရခန့်ရွှေကုတ်ကိုစီမံကိန်းကိုအကောင့်ထည့်ဖော်ခဲ့သူကြားဖြန့်ကောင်းဆောင် ရှင်ကြည်ချန်းကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးမှုဟာလည်း စစ်ကောင်မရှင်အတွက်အကျဉ်းရိုက်စေတာကြောင့်ထိုင်းနိုင်ငံနဲ့ကရင်မျိုးသားစီယုံ KNU တို့ကိုအပြစ်တင်လွှဲချနေပါတယ်။အလားတူကြားဖြန့်ကိုင်းနဲ့ပတ်သက်လို့ BGF ခေါင်းဆောင်စောချစ်သူနဲ့တာဝန်ရှိသူတွေကို American Britain ဥရောပတမကတို့ကတန်ခတ်ပိတ်ဆို့ထားပြီး၎င်းတို့နဲ့အတူပါဝင်ပတ်သက်နေတဲ့ DKBA နဲ့ခေါင်းဆောင်လေးဦးကိုလည်းအမေရိကန်ကနိုဝင်ဘာ12ရက်မှာပိတ်ဆို့ရေးယူခဲ့ပါတယ် ဒါအပြင်တရုတ်အစိုးရဦးဆောင်ပြီးကြားဖြန့်ကိုင်းတွေပူရဲတိုက်ဖြတ်ရေးအရှိန်မြင့်တင်သွားဖို့အိနီနာချင်းဖြစ်တဲ့ကမ္ဘောဒီးယားလာအိုမြန်မာထိုင်းနဲ့ဘီယက်နမ်နိုင်ငံတို့နဲ့ယူနန်ပြည်နယ်ကုမင်းမြို့မှာခုရက်တွင်အစည်းအဝေးပြုလုပ်ခဲ့ပြီးသဘောတူညီမှုတွေရရှိထားတယ်လို့သိရပါရှင်